မင်္ဂလာပါနော်ကျွန်တော်22ကြိမ်အတွက်ပေါ့သုံးမင်္ဂတ်တွေဖန်ရှာကြည့်တဲ့ချိန်မှာပေါ့နော်တော်တော်လေးရှာဖူးရခတ်နေတယ်ပေါ့အဲ့တော့ကျွန်တော်၄မင်္ဂတ်ကိုကျွန်တော်ဖမ်းပေးလိုက်ပါတယ်နော်၄မင်္ဂတ်ဒက်ဆယ်ကွက်ပေါ့ဗျာနော်အားလုံးပဲကံပေးလို့ရကြပါစေကျွန်တော်တို့ပထမဦးဆုံးကျွန်တော်ပြောချင်တာကပေါ့နော်ကျွန်တော်ရဲ့ရှာဖွေမှုပုံစံအတိုင်းပေါ့ဒီထိပ်စည်းဆယ်လုံးတော်လကောင်း ခါးဆယ်လုံးတော့လကောင်အပိတ်ဆယ်လုံးတော့လကောင်တစ်လုံးလုံးဝင်ကြည့်မယ်ပေါ့နော်ကျွန်တော်ပထမဆုံးဒါ696မှာဘလို့ထွက်သွားလဲဆိုတော့အဲဒါတော့သုံးမင်ကက်ရှာဖွေတုန်းကတော့အများကြီးဆိုတော့ဒီသုံးမင်ကက်တွေပဲထွက်တယ်ပေါ့ဗျာအခုတို့ပေမဲ့ကျွန်တော်တို့ကလည်း၄မင်ကက်ပေးလို့ပေးညာလိုက်ဖမ်းနေတာတော်တော်လေးနှစ်တာကုန်တော့မယ်ပေါ့နော်မဝင်သေးဘူးနှစ်ကုန်ကနေ၄မင်ကက်လေးတကက်တကက်လောက်ဝင်ကောင်းမှာပေါ့နော်သုံးမင်ကက်တော့အတက်နိုင်ဆုံးရှာဖွေတယ် သို့ပေမဲ့ကောင်းကောင်းငန်းငန်းချုပ်ထားတာတွေမတွေ့သေးတဲ့အတွက်လေးပင်ကတ်တာတင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံး696မှာတဲ့ဒီဒီဘက်ကပေါ့နော်မိနစ်ကဒီ3ဒီနှလုံး8ကိုတဲ့6နဲ့ပေါင်းရင်4ပေါ့နော်သူကဒီ3လုံး4လို့ဖြစ်ပြီဆိုရင်တဲ့ထိတ်စီးနှလုံးပေါင်း9နဲ့6ခါနဲ့ကိုလိုက်ပြီးတော့4တယ်ပေါ့နော်ပြောချင်တာကတော့ဒီ3လုံး4ကိုဒီ3လုံး4နဲ့လိုက်ထည့်တယ်ဒီ3လုံး8ကိုဒီ3လုံး ရှင်းနေလိုက်ရတယ်ပေါ့နော်ဒီမှာ411သုံးလုံးပေါင်းချင်း6ကို324သုံးလုံးပေါင်းချင်း6နဲ့လိုက်ထည့်ထားတယ်ကိုကျွန်တော်တို့ဒီမှာ၃ညထိတ်ထည့်ကြည့်မယ်ပေါ့နော်အဲ့တော့2 3 3ညဆိုတော့၃လုံးပေါင်းချင်း5ပေါ့ तू อ่ะไอ้၃လုံးပေါင်းချင်း5လို့ဖြစ်ပြီဆိုရင်တဲ့ဒီမှာ2လုံးပေါင်းချင်း3ညရှိရတဲ့အတွက် तू อ่ะ5ခါလိုက်ထည့်ရတယ်ပေါ့နော်ဘာထည့်တယ် तू อ่ะ power side ပေါ့ဘာဖြစ်လို့ဆိုတော့ဒီလုံး၃ညပါဝါ5ဖြစ်နေတဲ့အတွက်ဒီ၃လုံး၃ညထည့်ရင်5ဖြစ်တဲ့အတွက်ဒီ၃လုံး5ဆိုတော့ ကျွန်တော်80တွဲကိုအဲ့ဒီ35ပေါ့နော်35 16 29 38 49 60 61 63 64ဆိုပြီးကျွန်တော်ထိရှစ်အတွဲပေါ့နော်10တွဲထည့်လိုက်တယ်ပေါ့အဲ့တော့ तू ကဒီ3လုံးလေးကိုတဲ့ဒီ3လုံးလေးလို့လိုက်ထည့်ပြီဆိုရင်တဲ့ ဒီ9ခွန်9တဲ့အဲ့3လုံးပေါင်းချင်း1ပေါ့နော်9ခွန်9လုံးပေါင်းချင်း1ဖြစ်နေတယ်ပေါ့6ထိတ်ဝင်လို့9ခါဝင်တဲ့ချိန်မှာတဲ့9ခွန်9လုံးပေါင်းချင်း1ကိုတဲ့ဒီက6ခါလေးနဲ့ဒီနှလုံးပေါင်းချင်း9လေးနဲ့ကိုလိုက်တက်ထားတာပေါ့နော်နှစ်ကိုကိုသုံးလုံးပေါင်းချင်းတုံညလိုဝင်ပြီဆိုရင်တည်းက6ခါလေးနဲ့ဒီနှလုံးပေါင်းချင်း၄လေးနဲ့ကိုတုံညလိုလိုက်ဝင်ထားရပေါ့နော်၄ကိုလေးသုံးလုံးပေါင်းချင်းခွန်းလိုဝင်ထားပြီဆိုရင်တည်းက၄ခါလေးနဲ့ တ3ခွန်တအမ်3ခွန်ပေါ့နော်ဒီ3လုံးတလို့ဝင်ရင်9ခွန်ကို3လုံးပေါင်းရင်တပေါ့နော်9နောက်ပိတ်နဲ့ခါနှလုံးနဲ့တလို့ဝင်ရင်နဲ့6ခါလေးနဲ့ခြေစင်းနောက်ပိတ်ပေါင်းရင်လေးနဲ့တလို့လိုက်ဖြစ်နေပေါ့နော်နှစ်ကိုကို3လုံးပေါင်းရင်3ညလို့ဝင်ရင်နဲ့6ခါလေးနဲ့ဒီခြေစင်းနောက်ပိတ်ပေါင်းရင်လေးနဲ့3ညလို့လိုက်ဝင်ထားတယ်၄ကိုလေး၃လုံးပေါင်းရင်ခွန်လို့ဝင်ရဲ့၄ထိပ်လေးနဲ့ထိပ်စီနောက်ပိတ်နှလုံးပေါင်းရင် သုံးလုံးပေါင်းချင်းလေးနဲ့ဆိုခွန်လို့လိုက်ဝင်ထားတယ်အခုကျွန်တော်တို့က80ရွေးရပြီဆိုတော့ကျွန်တော်တို့သုံးရထိတ်ဝင်ရင်၅ခါဝင်ပြီထိုးပေါ့ဆိုပါတော့เนาะ၅နဲ့ပေါင်းမယ်ပေါ့เนาะဒီသုံးလုံးသုံးရလို့ဝင်ရင်တဲ့ဒီက2ခါလေးနဲ့ဒီနှလုံးပေါင်းချင်း8လေးနဲ့သုံးရလို့လိုက်ဝင်ရမှာဆိုတော့ကျွန်တော်တို့ကဒါသုံးရ၅ခွန်ပေါ့เนาะ168ပေါ့အဲအဲ့ဒီ10ဆယ်ခွဲရတာပေါ့เนาะ အဲ့ဒီဒဲဆယ်ခွက်ရပါတယ်အဲ့တော့ပြောချင်တာကတော့ तू ကဒီ6နဲ့6သုံးလုံးပေါင်းချင်း၄လို့ဝင်ပြီဆိုရင်တဲ့ဒီသုံးလုံးလိုက်၄ပြီးမှ9ခွန်9သုံးလုံးပေါင်းချင်း1ကို6 9 6သုံးလုံးပေါင်းချင်း1နဲ့လိုက်ဝင်တယ်ပေါ့နော်အဲ့ဒါတမူပေါ့နောက်တမူကကျွန်တော်တို့သူ့ကိုချုပ်ထားတာလေးပေါ့နော်ဒီသုံးလုံး၄ကိုတဲ့ဒီသုံးလုံး၄လို့ဝင်ပြီးဒီသုံးလုံး1ကိုတဲ့ဒီသုံးလုံး1လို့6 9 6ထွက်တော့မယ်ဆိုရင်တဲ့ 646သုံးလုံးပေါင်းချင်း6ကိုတဲ့619သုံးလုံးပေါင်းချင်း6လေးနဲ့ဝင်ထားတယ်ပေါ့နော်ဒီသုံးလုံး6ကိုဒီသုံးလုံး6နဲ့လိုက်ထည့်ထားတယ်ဒီသုံးလုံး6ကိုလည်းဒီသုံးလုံး6နဲ့လိုက်ထည့်ထားတယ်ဒီသုံးလုံး9ကိုလည်းဒီသုံးလုံး9နဲ့လိုက်ထည့်ထားတယ်အခုကျွန်တော်တို့ဒီမှာ3ညထိတ်ဝင်မယ်ဆိုရင်တဲ့3ည26သုံးလုံးပေါင်းချင်း8အဲ့ဒီ8ကိုဒီသုံးလုံး8လို့လိုက်ဝင်မယ်ဆိုလဲ तू က နှလုံးပေါင်းခြင်း၃ရှိအတွက်၅ခါပါပဲတဲ့အဲ့တော့ဒီစောစောကကျွန်တော်ပြခဲ့တဲ့၃ညာ၅တွဲပဲပေါ့နော်အဲ့တော့ရှေ့တွဲကိုလည်းနှစ်မူလေးနဲ့ချုပ်ထားတယ်ပေါ့နော်စောစောကကျွန်တော်ပြခဲ့တာကဒီ၃လုံးလေးကိုဒီ၃လုံးလေးနဲ့ဝင်တယ်အဲ့ဒါကိုဒီ၃လုံး၆ကိုဒီ၃လုံး၆နဲ့ချုပ်တယ်နောက်နောက်တွဲကိုကြတော့ဒီ၃လုံး၁ကို၆ခါနဲ့ဒီနှလုံး၅နဲ့တက်လို့ဝင်ပြီးမှနောက်တမူကြတော့ဒီ ီ3လုံးခွန်ကို6နှစ်ကို3လုံးခွန်ကိုရက်ခွတ်တဲ့နဲ့6 6ပိတ်နဲ့ကိုလိုက်ခွန်ထားတာပေါ့နော်6 4 9လုံး9ကို9နှစ်8 3လုံး9နဲ့လိုက်ထည့်ထားတယ်4 1 4 3လုံး9ကို3 9 5 3လုံး9နဲ့လိုက်ထည့်ထားတယ်အခုကျွန်တော်တို့က3 5ဆိုပြီးဝင်ပြီးထားပါတော့နော်ဒီ3လုံး3 5ကိုတဲ့ဒီမှာခွာ3ရှိတယ်ပေါ့နော်3 5ရမယ်ဆိုလဲသူကခွန်ပိတ်ပေါ့အဲ့တော့ဒီ10ကွက်က6အတွဲကိုလည်း နှစ်မူချုပ်ထားတယ်နောက်တွဲကိုလည်းနှစ်မူချုပ်ထားတယ်ပေါ့နော်အဲ22ကြိမ်မှာအလုံးကန်ကောင်းကြပါစေကျွန်တော်ဗီဒီယိုကရှေ့ကြီးရိုက်လို့ရှိရင် internet line မကောင်းတော့တင်မရတာဖြစ်တဲ့အတွက်တိခတ်နားလည်ပြီးမှအဲကိုကကိုထက်ကထက်ကပြန်ကြည့်ပြီးမူဆိုင်လေးတွေနားလည်သဘောပေါက်ကြပါစေအလုံးကန်ကောင်းကြပါစေနော်